စင်ငယ်မွန်ဖြစ်ပေမဲ့တားရှင်ပြူပေးမှမျက်နာမငယ်ရအောင်ရိုးရီလွင်မိုးကိုအခုလို support တီးပေးလို့ချီးကျူးခံနေရတဲ့လွင်မိုးပြိသက်များအားလုံးပဲမိင်္ဂလာပါရှင်မြမလူမှုအတိုင်းဝိုင်းမှာစင်ငယ်မသားဖြစ်ရက်တည်ရတာအလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးပဝင်းကျင်ရဲ့အမြင်တွေလူမှုရေးအခက်အခဲတွေကိုရင်ဆိုင်ရစမြေပါဒါပေမဲ့ကိုနောက်မှာကြောက်ဆောင်ကြီးတစ်ခုလို့မမမမရက်တည်ပေးမဲ့ဖခင်မျိုးသားရှိနေမယ်ဆိုရင်တော့အဲ့ဒီအခက်အခဲတွေအားလုံးဟာအလိုလိုပျောက်ကွယ်သွားတတ်ပါတယ်အခုဆိုရင်တော့တမိဖြစ်သူရိုးရီလွင်မိုးမျက်နာမငယ်ရလေအောင် ်အရှိကနေကာကွယ်ရပ်တည်ပေးခဲ့တဲ့အကယ်ဒမီမင်းသားကြီးလွင်မိုးရဲ့လေးစားစရာပုံရိပ်တွေကလူပြောများနေပါတယ်အထူးသဖြင့် online မှာလူပြောအများဆုံးနဲ့အကြည့်နူးဆုံးသတင်းအဖြစ်ပြန့်နှံ့နေတာကတော့လွေမိုးတို့မိသားစုရရှင်ပြုအလှူတော်မင်္ဂလာသတင်းပါပဲရန်ကုန်မြို့ရဲ့ချက်တီရေဆောင်ရွှေတကုံစီတီတော်မြတ်ကြီးရင်းမြင်တော်ထက်မှာမြေဦးလေးဖြစ်သူလီယန်ကိုတာရဏဘောင်နဲ့တွတ်တွင်းချီးမြှောက်ခဲ့ကြပါတယ်ဒီပွဲမှာလူတွေတတိထားမိတာကလွေမိုးရဲ့အရေးပါပဲ ရုံးရင်လင်မို့ဟာအင်ထောင်ရေးကံမကောင်းခဲ့လို့ခင်မုန်းတဲ့နဲ့လမ်းခွဲခဲ့ရသူပေါ့တားယောက်ကြားလေးတယောက်ရဲ့အရှင်ပြူပွဲမှာဖခင်အရင်မပါဝင်နိုင်တဲ့အခါမှာမိခင်ဖြစ်သူကတော့စိတ်အားငယ်စရာဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့လွင်မိုးကတော့သမီးဖြစ်သူကိုအဲ့ဒီလိုခံစားချက်မျိုးဝင်ခွင့်မပေးခဲ့ပါဘူးရှင်ပြူချိန်မှာအမေလေးကိုဖခင်တယောက်လှုပ်ပေးရမယ်တာဝန်မှန်သမျှကိုအဖိုးဖြစ်သူလွင်မိုးကတာဝန်ယူပေးခဲ့တာပါ တဟာငါသမီးနဲ့ငါမီးအတွက်ငါရှိတယ်ဆိုတဲ့အဖိုးတယောက်ရဲ့ပုံရိပ်ကိုယုံကြည်မှုရှိရှိနဲ့ထုတ်ပြလိုက်တာပါလွင်မိုးရဲ့ဒီလိုရဲ့ကြောင့်ရုံးနေလွင်မိုးဟာ single မသားတယောက်နေနဲ့ခေါင်းငုံစရာမလိုပဲဂုံယူဝင်ကြွားစွာနဲ့တားရဲ့ကုသိုလ်ပွဲကိုဆင်နွှဲနိုင်ခဲ့ပါတယ်ဒီလိုပုံရိပ်တွေကတခြားသောမိသားစုတွေအတွက်လည်းစံနမူနာကောင်းတစ်ခုပါပဲ။ပဝင်းချင်းကဘလို့ပဲဝေဖန်ပါစေကိုယ့်ရဲ့အသွေးသားရင်းချတွေစီးလုံးနေဖို့ကအဓိကပါဆိုတော့ကိုလွင်မိုးကပြသနေပါဗျ။ အထူးသဖြင့်လေယံလေးရဲ့မျက်နှာမှာအပြုံးတွေဝေးစားနေတာကအဖိုးဖြစ်သူရဲ့မြင့်တာကြောင့်ဆိုတာငြင်းလို့မရပါဘူး။လွင်မိုးဟာအနုပညာမှာအကယ်ဒမီရခဲ့တယ်လို့လက်တွေ့ဘဝရဲ့ဖခင်တာဝင် အဖိုးတာဝန်မှလည်းအကယ်ဒမီရှာပေးလို့ရရင်ရတဲ့သူပါပဲမိသားစုစိတ်ချမ်းသာဖို့အရေးအရှိကနေမမမမရက်တည်ပေးတဲ့သူရဲ့စိတ်ဓာတ်ကတကယ်ကိုယောက်ျားကောင်းပြီးသားလွန်ပါတယ်။နောက်ထပ်ကြည်ကျူးစရာကောင်းတာကတော့ရိုးရှင်းပြီးအစဉ်တန်းရှိခြင်းဆိုတဲ့အချက်ပါပဲ။လွေမိုးဆိုတာအနုပညာမှာရောစီးပွားရေးမှာပါထိတ်တန်းကနေအောင်မြင်နေတဲ့တထေးကြီးတူပါရှင်ပြူပဲကိုဟိုတယ်ကြီးတွေမှာငွေသိန်းရာချီထောင်ချီအကုန်ခံပြီးတော့ဂုံပကာသနတွေနဲ့လှုပ်ပြလို့ရပါတယ်။ဒါပေမဲ့သူကအဲ့ဒီလမ်းကိုမရွေးခဲ့ပါဘူး။ အေဂျင့်နဲ့ဖျားရိပ်တရားရိပ်မှာမိသားစုစုံစုံလင်လင်နဲ့ရိုးရာမပြတ်ကုသိုလ်ယူခြင်းကိုသာရွေးချယ်ခဲ့ပါတယ်။ရွှေတကုံဖျားပေါ်မှာမြေဖိုးနှစ်ယောက်စက်တရေရှိရှိပုံရိပ်တွင်သမီးဖြစ်သူရဲ့ဘေးနားမှာအားကိုးစရာမန်တန်ကြီးတစ်ခုလိုရက်တည်ပေးနေတဲ့ပုံရိပ်တွေကငွေကြေးနဲ့ဝယ်ယူလို့မရတဲ့တန်ဖိုးတွေပါပဲ။လွင်မိုးဟာသမီးဖြစ်သူရဲ့ဘဝအချိုးခွေတိုင်းမှာအပြစ်တင်ခြင်းမရှိဘဲသမီးအတွက်ပံ့ပိုးမှုအကောင်းဆုံးပေးနိုင်တဲ့ဖခင်မျိုးဖြစ်ကြောင်း ီပွဲကတက်တည်ထူလိုက်ပါတယ်အဖေမရှိတဲ့မြေလေးအတွက်အဖိုးတာဝန်ရောအဖေတာဝန်ပါယူထားတယ်လွင်မှုအတွက်အိမ်ထောင်ရေးကံမကောင်းပေမဲ့လည်းဖခင်ကောင်းပိုင်ဆိုင်ကြလို့ကံကောင်းနေတဲ့တမီးလေးရုံးတွေလွင်မှုသူတို့မိသားစုရဲ့ပုံရိပ်ကတော့ကြည့်ရှုသူပရိသတ်တွေကပါခွန်အားရစေပါတယ်ကဲပရိသတ်ကြီးစင်ငယ်မသားတမီးလေးတယောက်ဖြစ်တဲ့ရုံးတွေလွင်မှုကိုမျက်နှာမငယ်ရအောင်ဂုံပကသနောက်တွေမပါပဲမေတ္တာတသက်နဲ့မြေလေးကိုရှင်ပြူပေးခဲ့တဲ့လွင်မှုရဲ့စိတ်ထားကိုဘယ်လိုမြင်ကြလဲဖခင်ကောင်းတ ယောက်ရဲ့အရေးအဝါဒဘလောက်အေးမြတယ်လဲဆိုတာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကျေးဇူးပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်